ုတ်ပါရင်အဓိကကတော့ဒီအောင်မြင်မှုတစ်ခုရဖို့ဆိုတာမလွယ်ပါဘူးအဓိကအောင်မြင်မှုရဖို့မလွယ်တဲ့လူရတဲ့အောင်မြင်မှုကိုလည်းရရှိတည်ရမှုဆိုတာမလွယ်ပါဘူးဒါပေမဲ့အရင်ခေတ်နဲ့အခုခေတ်နဲ့ကွာသွားတာအခုခေတ်ကကျတော့ဒီလိုမျိုးဆိုရှယ်မီဒီယာတွေကတွင်းတွင်းကျကျအရင်တုန်းကလည်းအတွက်ကြောင့်မလို့ဖတ်ဆိုပြီးတော့ရောက်သွားဖို့တော့လွယ်တယ်ထိတ်တခုအရင်တော့လည်းမဟုတ်အရင်တော့ဆိုလို့ရှိရင်ဟိုကုတ်ကုတ်ကို promote လုပ်လို့မရဘူးအခုခေတ်ကတော့ဘယ်နေရာဘယ်မြို့ဘယ်ရွာမှာပဲရှိနေရှိနေကုတ်ကုတ်ကို promote လုပ်တက်လို့ရှိရင်ဟိုထိတ်ကိုဖတ်ဆိုပြီးရောက်သွားဖို့ကလွယ်တယ်ဒါပေမဲ့ခုနပြောသလိုပေါ့ရောက်သွားတဲ့ဟာစီးဆောလေးလို့ပြန်မကျသွားဘူးကတော့ကိုယ့်ရဲ့ အကံညာဆန်အကုန်လုံးနဲ့ဆိုင်တယ်နောက်တစ်ခုစည်တနာပေါ့နော်ပောက်သွားရင်ပြီးတော့စေလုံးလိုက်တာခဏလေးအတွက်တော့ရရတယ်အတိုင်းပဲရေရှင်းတီးရမှုကြတော့အရေးသူရဲ့အရေးချင်းနေရာစကားပြောလိုက်ပြီးတော့အဓိကပြိတ်သက်ပေါ်ထားတဲ့စည်တနာပေါ့နော်ဆိုတော့ အောင်မြင်ခြင်းလို့လောက်တာဆိုတာထက်စေတနာနဲ့လောက်လို့ရှိရင်ရေရှည်ရအရအဓိကကတော့စိတ်စေတနာမှန်လို့ရှိရင်မှန်လို့ပေါ့ကိုကပြုံးပြုံးလေးကြည့်နေမှာတော့ကိုကအပြုံးနေလေအငြင်းတန်းပြန်ပြီးတော့ feedback ရနေမှာပါဟုတ်ပါတယ်လူတွေကလေဒီခေတ်မှာပိုရောင်ဆိုးသည့်ဟိုတနည်းတနည်းမှာလောဘဒေါသမောဟရင်းနဲ့ဖြတ်သန်းနေတာလူတွေမှာအများကြီး stress တွေရှိရဲအများကြီး pressure တွေရှိအဲ့လိုအချိန်မျိုးမှာတယောက်နဲ့တယောက်ချစ်ပေးဖို့ဆိုတာမိသားစုမောင်နှမမှာတော့လက်အတူအရှိလက်ငါးဆောင်မှမညီဘူးဆိုတော့တယောက်နဲ့တယောက်စိတ်ချင်းတူဖို့တယောက်နဲ့တယောက်ချစ်ပေးဖို့ဆိုတာအရန်ကိုခင်ရင်ပါတယ်ဘာပဲပြောအဲ့လိုမျိုးချစ်ပေးရဆိုတာအဓိကတော့ point ခုနကပြောသလိုအဓိက တော့အလုပ်ပေါ်မှာထားရင်စည်တနာပြိတက်ပေါ်မှာထားရင်စည်တနာတွေကြောင့်လို့ပဲဖွင့်ရတော့ထင်ပါတယ်။ဟုတ်ဖွင့်ရတော့ခုနပြောသလိုပေါ့နေရောက်လို့ရှိရင်လေကိုဖက်လိုက်တာပဲနန်းလိုက်တာအဲ့ဆိုစိတ်မှာအိုးသူတို့ကောင်ချစ်ရှာတယ်ဆိုပြီးជីနူပီတီလေးနဲ့အဲ့လိုမျိုးအရင်ပျော်ရွှင်ပါတယ်။အဲအခုကတော့မိုးရင်းဆိုတော့နည်းနည်းတော့ဟိုကဖြစ်သွားပြီ။ပွင့်တောက်လျှောက်ကပွင့်လေးရတည်းကလုံးဝမအားဘူး။မအောင်စတောက်လျှောက်ပွဲတွေတောက်လျှောက်ဆိုအခုနကကိုတာကီကိုပွင့်ပြောသွားသလိုပေါ့နော်။ brand တစ်ခုနဲ့သူနောက်နှစ်ဒီ extension ရဖို့ဆိုတာဒါသူ့ရဲ့တကယ်ကိုစူးစမ်းအထောက်မှုတကယ်ကိုအရေးအချင်းတာ။ဟိုမှာပွင့်ဆိုလုံးမှာတနေ့ရောက်သွားပြီးအဲ့ရပွဲရစတိုက်ခွဲပွင့်ဆိုဒီ အဒီပွင့်နေရသည်ဆိုလို့ရှိရင်တက်လာမှာရက်38ရက်95ရက်ရက်20မုန်တီနေမှာဒါမှရှောက်မပြောင်းရခုနပြောတယ်လို့ဒီနေရာကကိုယ်ကိုပြန်ငှားဘူးဆိုတာကန်ထရိုက်ကကိုယ်ကိုနှစ်သက်တယ်ဆိုတာဒါပြိသက်တွေရှိနေလို့အဓိကပြိသက်တွေကိုယ်ကိုချစ်နေဆိုခုနပြောတယ်လို့စေတနာမှန်လို့ဆိုပွင့်ရတော့နောက်ပိုင်းမှာတော့တစင်းဆိုတဲ့အလုပ်ကလေးဘက်ကိုပို့ပြီးတော့ဖိလုပ်ဖြစ်နေမှာဘာလို့လဲဆိုတော့အဲ့ဘက်ကကြာပြိသက်ရဲ့ feedback ကိုချစ်ချင်းလဲရတယ်ပြီးတော့အဲ့လိုစင်ပေါ်မှာသူတို့လာပေးလိုက်တဲ့ အဲစုတီမှာမဟုတ်ပန်းလေးတစ်ဖွင့်အမုတ်လေးတစ်ထုပ်ကစားရန်ကိုကြည်နူးရင်ခုံလိုက်ဆိုတော့ဒီကကတော့အဖွဲ့ဟို series ကလည်း baby ဖွဲ့ကလည်းဒီကိုတော့လေးထွက်ထားရင်နောက်ပိုင်းမှာဖွဲ့တွေကပိုဆိုးတော့နောက်ပိုင်းတော့အဓိကရိုက်တာရောရိုက်မယ်ဒါပေမဲ့အဆိုဘက်ကိုတော့ပို့ပြီးတော့လုံးဖြစ်ပါလိမ့်မယ် တော့ခုနပြောတဲ့လိုအဆူကြတော့ရက်တီအများကြီးမပြီးအောင်တညဆူတညနှညဆူနှညပူပြီးပြိသက်တီနဲ့ပူပြီးတော့ထီထီခင်ရတယ်ခုနပြောတဲ့လိုပေါ့အဲရန်ကုန်မှာနေရတဲ့အချိန်လေးပူနေလာတယ်တဖြည်းနဲ့အဲ့ဒီဘက်ကလည်းပူရင်ခုနပူပျော်ရွှင်နေပြီးတော့ငငယ်လေးလေးရတယ်ပူတဆင်းဆိုတာဝါသနာပါတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့အဲ့ဘက်ကိုပူပြီးတော့ဟိုဂီတာဘက်ကိုပူပြီးတော့လှုပ်ဖြစ်တယ်လို့ဖြစ်တယ်တခါလေးဆိုတငယ်ချင်းလေးဆိုနောက်ကြာဟဲ့မင်းကဂီတာလားရွှေရှင်လားဂီတာရောရွှေရှင်ရောအမှုပညာပါပဲဒါပေမဲ့လည်းခုနပြောတဲ့လိုပေါ့ပွဲနေကြရက်တီကျူကျူချိန်ထားတာများတော့ ဂီတာဘက်ကိုပို့ပြီးတော့လုံဖြစ်တယ်လို့ဖြစ်တာပါဒါပေမဲ့ကြောင်ညာရိုက်တာတို့ပါတော့အဲ့လိုမျိုးနေရတော့လုံဖြစ်ပါတယ်ဒါပေမဲ့ခင်ဗျားပြောသလိုပေါ့ရက်အရှိအေးပေးဖို့ကြတော့ပွင့်လင်းရာဒီမှာကြာပွင့်လို့သင်းဆူပြီးနေပြီးတော့ကြခက်ခဲတယ်ကိုเจ้าနဲ့တခြားသူတွေအနောက်ဆက်ဖြစ်မှလဲဆိုရယ်ဒါပေမဲ့ကိုကမိုးရင်းရောက်လာပြီဆိုတော့မိုးရင်းဆိုရင်တော့လေ Velvet Sleeper ခုနပြောသလိုပေါ့နော်အဟိုပွင့်လင်းရာဒီ solution တော့ဂီတာဘက်ကိုပို့လို့ဖြစ်ပေမဲ့ဒီမိုးရင်းလေးဆိုရင်တော့လေအညှလို့ဖြစ်မှာဟာဒါနောက်တစ်ခုကကို့ကိုပေးရနေရပေါ့လေမူတီယာပေါ့နော်ပွင့်လို့ကြတော့အဘယ်လိုပြောမလဲ တက်တန်းလေးတစ်ခုအနုပညာတက်တန်းလေးတစ်ခုရှိလာပြီဆိုတော့ပါရပြီးတော့အဲ့လိုဖက်ခနေဟိုမျိုးလေးဆိုရင်တော့လေဟိုမရိုက်ချင်ဘူးပေါ့နော်ပြိတက်ကိုညာတာမျိုးမဖြစ်ချင်ဥမာစင်းနေတော့မှအေးစင်းရကိုတက်လိုက်တော့ဟာဟင်းဆိုပြီးတော့အဲ့လိုမျိုးပြိတက်ကို taste တစ်ခုပေးနိုင်ငယ်ပေးခွင့်ရရတယ်ဆိုတဲ့ဟာမျိုးဆိုရင်တော့ရိုက်ဖြစ်မှာပါ ဲ့လိုတော့မဟုတ်ပါဘူးဒီလိုပါပဲဟိုခုနပြောသလိုပေါ့နေထိုင်လေးတစ်ခုမှာတော့ကိုကိုကိုတော့ထိန်းစင်တာလေးတော့ရှိတာပေါ့နော်ဟိုကလေးတော့တော့ဘာမှမသိဘူးရိုက်ဆိုရိုက်လိုက်တာပျော်ပြီးရိုက်လိုက်တာအခုချိန်တော့ပြောလိုက်တော့ဟွန်းအဲ့လိုမျိုးတစ်ခုခုအပြောခံရရင်သိပ်ပြီးတော့လဲဟိုအဓိကတော့အပြောလဲမခံချင်ဘူးပြိတက်ကိုအဓိကတော့ဟိုသူတို့တကယ်အကြိုက်နေခုနပြောသလိုပေါ့အချိုစားချင်တဲ့သူအချိုပဲကြွေးချင်တယ်အဆက်ကြိုက်တဲ့သူအဆက်ပဲကြွေးချင်တယ်သူတို့အချိုလိုချင်တာကိုအဆက်ပေးလိုက်တာမျိုးဖြစ်မှလဲဆိုရဲအဲ့တည်းခုနပြောသလိုပေါ့စဉ်းစားလေးစဉ်းစားလေးဟိုလူကြီးရပြောသလိုပေါ့ဟို20လောက်မှအိမ်အောင်ကြရလွယ်တယ်40လောက်မှဆိုခတ်သွားရဲအဲ့လိုပဲပြွင့်လို့လဲ ုပညာတက်တဲ့နုနုလေးနဲ့အနုပညာတက်တဲ့အထိုင်လျှောက်ရှိလာတဲ့အချိန်မှာနည်းနည်းလေးတော့အရင်ထက်ဆိုင်ရင်တော့ဟိုဒီနေရာလေးငါလုံးလို့တင့်မှမလားဆိုရွေးချယ်မှုလေးတော့ဖြစ်လာပြီပေါ့ဟုတ်အာရေဘောလုံးလေးလေးပေါ့ရေဘောလုံးလေးလို့လေဘောလုံးလေးပေါ့နော်အဲ့လိုဒီဘောလုံးလေးဆိုအရှင်ရှိနေတော့ပြန်တက်နေမှာပဲဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်လို့ပေါ့အချိန်ကြိမ်တော့လေတက်မဲဟာလေးကဆက်တက်သွားမယ်ကြားမဲဟာလေးကကောင်းကပြန်ကြားသွားမယ်ကောင်းကကန်ကန်အင်းကျိုးပါပဲအော်သူလေး သူ့ username ကိုကိုလေးကို username ကိုလူဆွာမတူနိုင်နေเนาะဟိုသူများကြီးလက်ပြင်မဲ့ဒါလက်ဖမိုးဆိုမဲ့ကိုဖက်ကချင်းလက်ဖဝါဆိုတော့သူ့အတွေ့ခုံလေးကိုမှားရင်လို့မပြောချင်းကိုကိုရဲ့ username ကိုဆက်သွားပါလူဆိုတာကိုလုတ်တဲ့အရာတိုင်းကိုပဲပြန်ရမှာပါအတိအကျခုနပြန်ပြောတော့ပါပဲအရာအလုံးပွင့်အောင်မျိုးစိမပတိပဋ္ဌာန်ဆိုတာနေပဲသွားပါတယ်အလေအလက်လဲစီဟာအကောင်းဆုံးပဲရေရှိအခိုင်ဆုံးပဲဟိုးအထိတ်ဆုံးမှာဆိုလဲဖခနဲ့ပြုတ်ကြဖို့လွယ်တယ်ဟိုးအောက်မှာလဲပွင့်မနေမနေသင့်ဘူးလို့ကိုကိုကိုယူစားတယ်အဲ့တော့ပွင့်ပြီးဈေးရမ်းရတဲ့နေရာမှာလည်းမပါဘူးဈေးရမ်းပေါ့တဲ့နေရာမှာလည်းမပါဘူးအဲ့လိုပဲအလုံးလည်းအဲ့လိုမျိုးလေးဖြစ်စီနေတယ် ဟာငါရနေဆွတ်တောင်းလိုက်မယ်ငါခစ်ပဲဆိုပြီးလုံလိုက်လို့ရှိရင်ဒါ तू ခစ်ဖြစ်နေတဲ့အချိန်မှာတော့ तू ရလိမ့်မယ်လူဆိုခုနပြောသလိုပေါ့လှိုင်းကြီးတွေ wave လေးတွေသွားနေချင်းတာအဲ့ဒါအရှိကြီးမခံအဲ့လိုပဲဈေးအောက်ဈေးနဲ့ရန်လိုက်လို့ရှိရင်အော် तू ကတလောင်းနဲ့ရတာပဲလीဆိုပြီးတော့ မထားပါတော့ဟိုဟိုတိတ်ဟိုတကြက်တန်တဲ့သူကိုတကြက်လိုပဲတတ်မှတ်မယ်အဲ့တော့ကိုကပြား30နဲ့လိုက်တယ်ဆိုဟာဒါပြား30နဲ့ရရစီဖြစ်သွားမယ်အဲ့လိုပဲတကြက်တန်တော့ထားပါတော့ကိုကဟာငါကွာဆိုပြီးတော့30ယူလိုက်မယ် solution နဲ့ယူလိုက်လို့တော့ရရဲဒါကခုနသူဖြစ်နေတဲ့ချိန်တော့ရမယ်အဲ့တော့ပွင့်ရတော့မမြင့်လို့မနိုင်လို့ဖြစ်အောင်ကိုကိုကိုအမြဲတမ်းစူးစမ်းရတယ်ခုနပြောသလိုပေါ့ပွင့်ရဘေးနေရာမှမဆိုရေပွဲပါမှာပတ်ဆိုပြီးဖြစ်သွားတာမျိုးမဖြစ်ချင် sparkle လေးမဖြစ်ချင်ဘူးကိုကိုကိုအမြဲတမ်းအဲ့လိုမျိုးဝိတ် solution နှစ်ကြာရွေးဒါပေမဲ့ ကိုကိုအနေထားလေးတစ်ခုမှာကိုကိုကိုနေနိုင်နေမိမိကိုတိုက်နေကားနဲ့အပြည့်အစုံထားနိုင်နေမပူမပင်ထားနိုင်နေဆေးဆိုလို့ရှိရင် supplement ညာဆိုဘလူးဆိုထားနိုင်နေအမိကိုမျက်နှာတစ်ချက်မညူအောင်ထားနိုင်နေအဲ့ဒါလေးအကုန်လုံးကလေခုနပြောသလိုမျက်စိမှာပတိပတာလမ်းစဉ်ချောင်းမှာဟိုးဆွတ်ကြည့်ယူထားလို့ရှိရင်ပွင့်တလောက်ရှိမခံဘူးအဲ့လိုဟိုးအောက်မှာနေလေဘယ်တော့မှလည်းစုမိမှာမဟုတ်အဲ့တော့လူဆိုတော့ကိုကိုကိုငါဒီတလောက်တက်မှတ်တလောက်လေးတန်နေဒီအောက်တော့တောင်းမယ်ဒါပေမဲ့ဒီဟာနဲ့တန်နေဟာမကကိုကပြန်ပေးဖို့လူတွေထားပါတော့တစ်ချက်ယူထားပြီးတော့ ကား20ဘိုးပဲကိုကပြန်ပြီးတော့ entertain လုပ်တယ်ဆိုတာမျိုးမဖြစ်သင့်ဘူးဆိုတချက်ယူထားရဲဆိုဥမာတချက်ခွဲဖို့လောက်ကိုကပြန်ပြီးအဲ့ဒါကြောင့်လေဒီ country ကကိုအဆက်ဆက်ငါနေရလေ။အော်ဒီတစ်ခေါက်တော့ငါလိုက်တယ်။ဟေး तू ကဒီလိုပဲလားဆိုပြီးသွားပြီလေ။နောက်ဆိုဖွင့်ရမြင်းနဲ့ရေရှည်ကိုပဲကြည့်ရဲ။ဘယ်တော့မှမျက်တောင်မွေတစုံပွင့်မကြည့်ဘူး။မျက်စိတစုံပဲကြည့်ရဲ။ဟိုးအရှိန်မှာနောက်ပါလာမယ်ဆို future ကပွင့်လို့တည်းအရေးကြီးဆုံးပါပဲ။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်ပွင့်ဒီနေ့ဒီအချိန်ဒီနေရာလေးမှာဒီလိုလေးရက်တည်ခွင့်ရတာအဓိကပရိသတ်ရဲ့ကျေးဇူးကြောင့်ပါအာဂေါ်ဇီလာကြောင့်ညာလေးစရိုက်တော့လေဂေါ်ဇီလာဆိုပြီးတန်းပြီးတော့ကြောင့်ညာလေးဘာနဲ့တန်းပြီးပရိသတ်ရင်ထဲမှာရက်ခွင့်ရရက်တည်ခွင့်ရခဲ့တယ်အခုတစ်ချက်တည်းဆိုတော့လေပွင့်လေးရသည်ဆိုတောက်လျှောက်နားရမရှိလားအခုတောက်လျှောက်ဆိုရတယ်အဲ့ဒါကြီးကပရိသတ်ချစ်ပင်းနေလို့ပါအဲ့ဒါကြောင့်ပရိသတ်တွေကိုအစ်အပန်တွေစီတနာတွေဒီထက်မကပို့ပြီးတော့ပေးနိုင်မှုအတွက်ပွင့်စူးစမ်းနေပါမယ်ရှင်